မမင်္ဂလာပါနော်။စာရေးဆရာဥဖုံးတော်လူမန္တလေးရေးသားတဲ့အာဖရာယူဆိုတဲ့ယတစာစုလေးဝတ္ထုလေးကိုဖတ်ပြပေးမယ်နော်။သူကလည်းကို့ပေါ်အာဖရာယူကိုကလည်းသူ့အပေါ်အာဖရာယူမိဘကလည်းတာသမီပေါ်အာဖရာယူတာသမီကလည်းမိဘပေါ်အာဖရာယူ လူကြီးတွေကလည်းလူငယ်တွေပေါ် after you လူငယ်တွေကလည်းလူကြီးတွေပေါ် after you ဆရာကလည်းတပည့်ပေါ် after you တပည့်ကလည်းဆရာပေါ် after you အပြန်အလှန် after you ဆိုတဲ့ after you ရှက်ရှက်နဲ့ဝန်ခံပြစီ ရန်ကုန်နိုင်ငံတကာလေးစိတ်မှာတွေ့ကြုံခဲ့ရတဲ့အဖြစ်ပြက်လေးပါလေးစိတ်ရဲ့ဧကန်းမာထဲမှာမန္တလေးကိုသွားမဲ့လေရင်ကိုကျွန်တော်စောင့်နေခဲ့တယ်ဧကန်းထဲမှာနိုင်ငံပေါင်းစုံကနိုင်ငံခြားသားတွေအများကြီးပဲဧကန်းထဲမှာရန်ကုန်မြို့ရင်းကိုဆက်တဲ့အများသုံးတယ်လီဖုန်းတစ်ခုရှိတယ် အဲ့ဒီတယ်လီဖုန်းကတယ်လီဖုန်းဆက်ခါမပေးရပါဘူး။အဲ့ဒီတယ်လီဖုန်းကို ကောင်မလေးတယောက်ကဆက်နေတယ်။သူ့နောက်မှာလဲတယ်လီဖုန်းဆက်ဖို့စောင့်နေတဲ့သူ၄၅ယောက်လောက်ရှိတယ်။ကောင်မလေးကလည်းတယ်လီဖုန်းဆက်နေတာပြီးကိုမပြီးနိုင်ဘူး။မင်းနဲ့20လောက်ကြားမှာနောက်တယောက်လှည့်ရောက်လာတော့တယ်။အဲ့ဒီတယောက်ကလည်းဖုန်းပြောလိုက်တာအကြာကြီးပဲ။ ကျွန်တော်ဘေးနားမှာထိုင်နေတဲ့နိုင်ငံခြားသားတယောက်ကအဲ့ဒီအဖြစ်ပြက်ကိုနားမလည်နိုင်အောင်ဖြစ်နေပုံရတယ်။ကျွန်တော်စိတ်ထဲမှာဖုံပြောနေတဲ့လူတွေကိုကြည့်ပြီးအာဏာမှုမရှိလိုက်ကြတာလို့ခံစားရတယ်။ဒီလိုနဲ့မန္တလေးကိုသွားမဲ့လျင်ရောက်လာပါတယ်။ လေရင်ပေါ်ကိုတက်ဖို့စပီကာကကြီးညာပါတယ်။မန်တလေးကိုတွားမဲ့ခီးတယ်ရီအလုံးလှုပ်လှုပ်ရွရဖြစ်သွားကြတယ်။လေရင်ပေါ်ကိုတွားဖို့ဘက်စကားတစီထိုးဆိုင်လာတယ်။အဲ့ဒီကားနဲ့လေရင်စီကိုလေရင်စီခီးတယ်ရီတဲဆောင်มาဖြစ်တယ်။လူရီယာဘက်စကားပေါ်အလူရဲ့ပဲတိုးဝေတက်ကြတယ်။နိုင်ငံခြားသားတွေကတော့အေးဆေးဆေးပါပဲ။ တိုးဝေတက်တဲ့အထဲမှာကျွန်တော်လဲပါတယ်ဒီလိုနဲ့လေရင်စီကိုကျွန်တော်ရောက်သွားတယ်လေရင်ပြန်ရဲ့နောက်နားပေါက်ကကျွန်တော်တို့တက်ရတယ်ဒီလိုပါပဲလေရင်ပေါ်ကိုတိုးဝေပြီးတက်လိုက်တယ်ကိုထိုင်ကုန်နဲ့ကိုဆိုပေးမယ်ဘာကြောင့်များတိုးဝေတက်ခဲ့မှန်းကိုကိုကိုလည်းမစင်းစားမိဘူး တိုးတာဟိုးရတာတွန်းတာတိုက်တာအကျင့်ပါနေလို့ပဲဖြစ်မယ်ဖြစ်ချင်တော့ကျွန်တော်ဘေးကထိုင်ကုန်မှနိုင်ငံသားသားတယောက်လာထိုင်တယ်အေခန်းထဲမှာတွေ့ခဲ့တူပါ သူဟာအေးစေးတင်ငိမ်စွာပဲစောက်တုပ်ကိုဖတ်နေတယ်လေရင်တက်ပြီးလို့10မိနစ်လောက်ကြာမှာ လေရင်မဲကလေးတွေကလက်တွန်းလှဲလေးတွေကိုတွန်းပြီးအစားတောက်တွေလာချေးပါတယ်အပူလာအေးလာကြက်ရ သုံးဆောင်လို့ရတယ်ဖော်ဘူးလေးနဲ့အသားညက်ပေါင်ပေါင်တစ်လုံးစီလိုက်ပြီးဝေးတယ်ကျွန်တော်ရဲ့ထိုင်ကုန်းက အတွင်းဘက်မှာပါအစားတောက်လာပြီးပေးတဲ့လေမဲလေးတွေကတဒံမီတဒံ တဒံမီတဒံတခုံမီတခုံစနစ်တကျပေးဝေပါတယ်ကျွန်တော်ရဲ့ခုံနားလဲရောက်ရောကျွန်တော်ကကော်ဖီတစ်ခွက်ကိုလှမ်းယူလိုက်တယ်အသားညက်ဖော်ဘူးတစ်ခုကိုလှမ်းယူလိုက်တယ်တကယ်တော့အဲ့ဒီနိုင်ငံခြားသားကလူသွားလှမ်းရဲ့ဘေးမှာနေရာထားသူသူကအရင်ယူရမှာ ကျွန်တော်ကအတွင်းဘက်ကမှခုံမှထိုင်နေသူကျွန်တော်ကနောက်မှယူရမှာဒါမှမဟုတ်ကျွန်တော်ကအရင် လက်ကိုလှမ်းလိုက်တယ်အဲ့ဒီအချိန်မှာနိုင်ငံသားတကစကားတခွန်းပြောတယ် Afra you အဲ့ဒီစကားကိုကြကြချင်းကျွန်တော်နားမလဲပါဘူးအစာစားရင် ကျွန်တော်စဉ်းစားမိတယ် after you တဲ့ after ဆိုတာပြီးနောက် you ဆိုတာတင်မင်းနေရှင်ဒီတော့ after you ဆိုတာမင်းပြီးမှလို့အဓိပ္ပာယ်ရတယ်မင်းကိုဥစားပေးပါတယ်မင်းရင်လောက်ပါဒီလိုသဘောဆောင်တဲ့ခေပေါ်အင်္ဂလိပ်စကားတစ်ခုပါကျွန်တော်တွေးရင်းနဲ့ရှက်လာတယ် ကျွန်တော်ကအာဖရာမီတမားပဲကျွန်တော်ကမိရထလက်မဲ့တန်းစီရင်လဲငါရဖို့ဘက်စကာစီရင်လဲငါရင်တက်ဖို့ငါအရင်နေရာရဖို့ကားမောင်းရင်လဲလမ်းဆုံမှာငါအရင်ကူးဖို့ငါရင်ဖြတ်ဖို့လမ်းကူးရင်လဲငါအရင်ဟိုးဘက်ကိုရောက်ဖို့ အလုတ်ရှောက်ရင်လည်းငါအလုတ်အရင်ရဘူးငါအစင်ပြေဖို့ငါအစင်ပြေဖို့ after me after me after me ငါပြီးမှမင်းငါအရင်ငါအရင်ငါကိုဦးစားပေးတွေးရင်တွေးရင်လည်းကျွန်တော်အရင်ရှက်လာမိတယ် ဒီအကြောင်းကိုအိမ်ရောက်တော့အဖေနဲ့မေကိုပြောပြမိတယ်။အမေပြောတဲ့စကားကမှတ်သားလောက်ပါတယ်။ After you ဆိုတဲ့စိတ်ဟာလူကြီးလူကောင်းစိတ်ပဲ။အိမ်မှာထမင်းဟင်းကိုအမေကချက်တယ်။အမေချက်ထားတဲ့ထမင်းဟင်းကိုအမေရင်မစားဘူး။တားသမီးတို့အမေကအရင်ကျွေးတယ်။ After you ပေါ့ကွယ်။ဒီလိုပဲ မင်းဖေကလည်းသူရှာလို့ရတဲ့ငွေကြီးကိုသူအရင်မသုံးဘူး။သားသမီးတို့အရင်ပေးတယ်။သားသမီးတို့အရင်ကျွေးတယ်။ After you pop queen မင်းဟာလည်းမင်းညီတွေညီမတွေနဲ့ပတ်သက်ရင် After you လို့ရမှာပဲ။ဒီလိုပဲမင်းဟာဆရာတယောက်ဆိုးတော့တပည့်တွေနဲ့တွေ့ရင်တပည့်တွေကို After you လို့ရမယ်။ after you ဆိုတာဥစားပေးခြင်းသဘောပြင်စာနာခြင်းနားလည်ပေးခြင်းတွေပါနေတယ်မေတ္တာတရားတွေပါနေတယ်အတ္တနေခြင်းသဘောတွေပါဝင်နေတယ်အဖေကဝင်ပြောတယ် afra mi ဆိုတာအများအဖြစ်လူငယ်တွေမှာဖြစ်တတ်ကြတယ်ကလေးတွေမှာဖြစ်တတ်ကြတယ် afra mi ဆိုတဲ့စိတ်ရှိနေတဲ့သူဟာလူကြီးမဖြစ်သေးဘူး စိတ်အရွယ်မရောက်ချင်ရဲ့အမှတ်တင်ကေတဟာအာဖရာမီပဲအသက်တွေကြီးလာလေလေတက်မတ်မှုတွေနည်းလေလေဖြစ်ရမှာအသက်တွေကြီးလေလေတက်မတ်မှုတွေများလေလေဆိုရင်ဒါဟာတော်တော်ကို ရှက်စရာကောင်းတဲ့အာဖရာမီပဲအာဖရာမီဆိုတာလောဘ ဒေါသမောဟအတ္တရင်းရှင်ထဲမှာအများကြီးရှိနေခြင်းကိုဖော်ပြလိုက်ခြင်းပဲအာဖရာမီတမဟာမိဘဆိုရင်လည်းမိဘမပီးတဲ့သူပေါ့ဆရာဆိုရင်လည်းဆရာမပီးတဲ့သူပေါ့တငယ်ချင်းဆိုရင်လည်းတငယ်ချင်းမပီးတဲ့သူပေါ့မိတ်ဆွေဆိုရင်လည်းမိတ်ဆွေမပီးတဲ့သူပေါ့ဒါကြောင့်လူကြီး လူကောင်းဖြစ်ခြင်း အာဖရာမီကိုရှော့အာဖရာယူဖြောင်းကျိုးစားဖို့တားရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအာဖရာမီတမားတွေနေလာပြီအာဖရာယူတမားတွေများလာရင်တော့အရန်ပျော်စရာကောင်းမှာပဲနော်သူကလည်းကို့အပေါ်အာဖရာယူကိုကလည်းသူ့အပေါ်အာဖရာယူ မိဘကလည်းတာသမီအပေါ်အာဖရာယူတာသမီကလည်းမိဘအပေါ်အာဖရာယူလူကြီးတွေကလည်းလူငယ်တွေပေါ်အာဖရာယူလူငယ်တွေကလည်းလူကြီးတွေပေါ်အာဖရာယူဆရာကလည်းတပည့်ပေါ်အာဖရာယူတပည့်ကလည်းဆရာပေါ်အာဖရာယူ အပြန်အလှန်အာဖရာယူဆိုတဲ့ဝင်းကျင်တစ်ခုကိုကျွန်တော်တို့ထူထောင်ကြရအောင်ဗျာ23ရက်ခုနလ2008 present လက်ဆောင်ဆိုရာပေးသူဘက်ကတံမိုးတက်မှတ်လို့မရဘူးရာယူသူဘက်ကသာလက်ဆောင်ရဲ့တံမိုးကိုတက်မှတ်လို့ရနိုင်ပါတယ် ကိုချစ်တဲ့သူကိုခင်တဲ့သူ ကိုလေးစားတဲ့သူကပေးတဲ့လက်ဆောင်ဆိုရင်ရာယူသူပက်ကမျက်မျက်နှုံးနှုံးတိမ့်ထတတ်တယ်ဒါကြောင့်လက်ဆောင်တစ်ခုရဲ့တန်ဖိုးဆိုတာလက်ဆောင်ကိုလက်ခံသူ့ရဲ့အတွေ့ဉာဏ်ပေါ်မှာပဲမူတည်တယ်ပရင်စင်တငယ်ချင်းတယောက်ကအင်္ဂလိပ်စကားပြောတင်နန်းဖွင့်တယ် သူတင်တန်းဖွင့်ပွဲကိုဖိတ်တယ်။တငယ်ချင်းဆိုတော့လေတွားရတာပေါ့ဖွင့်ပွဲဆိုတော့လက်ဆောင်တစ်ခုခုပေးမှပဲကောင်းမယ်။ဘာပေးရရင်ကောင်းမလဲ။စကားပြောတင်နှန်းဆိုတော့ပကြီကလည်းပေးဖို့မတင်လျော်။ကျွန်တော်တငယ်ချင်းကအစဉ်ပြေနေတဲ့သူဆိုတော့အဝေစာပေးဖို့စွာလည်းမတင်လျော်ပြန်။ဒီဂျစ်တယ်နိုင်တလုံးလောက်ပေးရရင်ကောင်းမလားလို့စဉ်းစားမိတယ်။ ဒါလည်းမဖြစ်သေးပါဘူး။နောက်ဆုံးတော့တငယ်ချင်းအတွက်ဥဇော်တိကရဲ့စာအုပ်တွေတစ်ထပ်ကြီးဝယ်ပြီးပေးမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။သူတင်တန်းဖွင့်ပွဲနေ့ကတော်တော်ကိုစီကားပါတယ်။လက်ဆောင်တွေပေးလိုက်ကြတာ။ကျွန်တော်ကလည်းကျွန်တော်လက်ဆောင်ကို သူ့လက်ထဲကိုယ်တိုင်ထည့်ပေးလိုက်တယ်။သူကကျွန်တော်ကိုအင်္ဂလိပ်လိုပြန်ပြောတယ်။ Thank you for your presence. မင်းပေးတဲ့လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်လို့အထိပ္ပယ်ရပါတယ်။ဖွင့်ပွဲအထိတ်မဲ့ဖြစ်တငယ်ချင်းကိုကျွန်တော်ကပြန်ပြီးညီးတယ်။မင်းငါတို့ငယ်တငယ်ချင်းတွေကိုဖွင့်ပွဲအထိတ်မဲ့ဖြစ်စားတောက်ဆိုင်မှာတစ်ခုကိုကြွေးရမယ်။ဒီလိုနဲ့အဲ့ဒီညမှာတငယ်ချင်းတွေစုမိကြတယ်စုံမိကြတယ် စကားတွေပြောပြကြတယ်။တငယ်ချင်းတွေ စုမိကြတယ်ဆိုတော့ငယ်ကျိုးငယ်နာတွေကိုပြောကြငယ်เจ้าတွေကိုပြောကြနဲ့ပြောစရာကောင်းပါတယ်။အဲ့ညကကျွန်တော်ကိုတငယ်ချင်းတွေကကျေးဇူးတင်စကားပြောဖို့တောင်းဆိုလာပါတယ်။ကျွန်တော်ပြောခဲ့တဲ့စကားလေးကိုဝင်းမြပါရစေ။ present ဆိုတာလက်ဆောင်လို့ဒိဗေရတယ်။ present ဆိုတာ ပစ္စုပ္ပန်လက်ရှိအချိန်လို့လည်းအဓိပ္ပာယ်ရပါတယ်။ဒီတော့ present is present ဆိုရင်ဘလို့အဓိပ္ပာယ်ဖွင့်မလဲ။လက်ရှိအချိန်ဟာလက်ဆောင်ပဲပေါ့။ကျွန်တော်တို့ဟာ present ကို present လို့မမြင်ကြဘူး။လက်ရှိအချိန်ကိုလက်ဆောင်လို့မမြင်ကြဘူး။မွေးနေ့ပွဲတွေမင်္ဂလာဆောင်ပွဲတွေ အထိမ့်မဲ့ပွဲတွေမှာပေးတဲ့ရတဲ့ပစ္စည်းတွေကိုဒါလက်ဆောင်လို့မြင်ကြတယ်။ပရိသတ်ကိုပရိသတ်လို့မတွေးမိကြဘူး။အိမ်မှာရှိတဲ့အဖေနဲ့မေယာတဘာဝကပေးထားတဲ့ပရိသတ်ပဲ။ဒီလိုပါပဲတငယ်ချင်းတွေကလည်းကျွန်တော်အတွက်တော့ပရိသတ်မှာပဲ။ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့အပေါင်းအသင်းတွေ ကျွန်တော်ရဲ့လုံးဖို့ကင်ဘက်တွေဟာကျွန်တော်အတွက်တော့ present မှာအိမ်မှာရှိတဲ့သားတွေတမိတွေနဲ့ဇနီးမယားကလည်းကျွန်တော်အတွက် present is present မှာပဲဒါပေမဲ့ကျွန်တော်တို့တွေဟာ present တိုင်းကို present လို့မြင်တဲ့သူတွေ့တဲ့သူရှားပါတယ်ငါတို့တငယ်ချင်းတွေ ကြံကြံမမနဲ့အခုလိုတွေးဆောင်ရတာဝမ်းသာစရာကောင်းပါတယ်။တငယ်ချင်းခိုင်ဝဲဆိုရင်မရှိတော့ဆုံးသွားပြီ။ဒီတော့အခုဒီမှာစုံတွေးခွင့်ရနေတဲ့တငယ်ချင်းတွေဟာအပြန်လန်ပရစံတွေးပဲ့လို့ခန်းစားကြရအောင်။လက်ဆောင်ဆိုရာမျက်နှိုးပွဲရာကောင်းတဲ့ပစ္စည်း လက်ဆောင်ဆိုရာ ခင်မင်မှုရဲ့အမှတ်တင်ကေတာလက်ဆောင်ဆိုရာတံပိုးထအပ်တဲ့ပစ္စည်းလက်ဆောင်ဆိုရာ ပေးသူဘက်ကတံမိုးတက်မှတ်လို့မရဘူးရယူသူဘက်ကသာ လက်ဆောင်ရဲ့တံပိုးကိုတက်မှတ်လို့ရနိုင်ပါတယ်ကိုချစ်တဲ့သူ ကိုခင်တဲ့သူ ကိုလေးစားတဲ့သူက ပေးတဲ့လက်ဆောင်ဆိုရင်ရာယူသူဘက်ကမျက်မျက်နှုံတိမ့်ထတတ်တယ်။ဒါကြောင့်လက်ဆောင်တစ်ခုရဲ့တန်ဖိုးဆိုတာလက်ဆောင်ကိုလက်ခံသူရဲ့အတွင်းဉဏ်ပေါ်မှာပဲမူတည်ရယ်။လက်ရှိအချိန်အားကျွန်တော်တို့အားလုံးအတွက်လက်ဆောင်မှာ ဒီလက်ဆောင်ကိုကျွန်တော်တို့ဘလို့တံမိုးထားပြီးလက်ခံမိနေတယ်လဲကျွန်တော်တို့တွေစဉ်းစားကြည့်ရအောင်အခုတော့ပရင်ဆန်လို့ခေါ်တဲ့လက်ရှိအချိန်မှာပရင်ဆန်လို့ခေါ်တဲ့တငယ်ချင်းတွေကိုလက်ဆောင်လို့မမြင်ပဲပြိုင်ပက်လို့မြင်တယ်လက်ဆောင်လို့မမြင်ပဲရန်သူလို့မြင်တယ် ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတငယ်ချင်းအချင်းချင်းနှိုင်းရှင်ပြီးငါကတားတယ်သူကနှိမ့်နယ်ဆိုပြီးမခွန်နိုင်မပြောနိုင်မဖြစ်တယ်မူဘာကြောင့်လဲဆိုတော့ပရင်စန်ရဲ့ပရင်စန်ဖြစ်နေလို့ပါပဲဒီလိုပဲကျွန်တော်တို့အသက်ရှင်နေတာကျွန်တော်တို့ကျန်းမာနေတာ ကျွန်တော်တို့အလုံးလုံးနိုင်နေတာဘလောက်ကောင်းတဲ့လက်ဆောင်လဲဗျာဒါပေမဲ့ကျွန်တော်ရဲ့လုံးနိုင်စွမ်းဟာခမည်းရဲ့လုံးနိုင်စွမ်းကိုမှီခြင်းမတော့မှီမယ်ဂျူစာအထုံးမှုကတော့အတူတူပါပဲပျော်စရာကောင်းတဲ့လက်ရှိချင်းကိုလက်ဆောင်လို့မြင်ကြည့်ကြရအောင်နော် ချစ်သူဆိုတာမျှနှက်မောင်ပေးတဲ့လက်ဆောင်တငယ်ချင်းဆိုတာဖះကပေးတဲ့လက်ဆောင်မျှနှက်မောင်ကပေးတဲ့လက်ဆောင်ကိုညှင်းပယ်ခြင်းညှင်းပယ်လို့ရတယ်ဖះကပေးတဲ့လက်ဆောင်ကိုတော့မညှင်းပယ်သင့်ဘူးကျွန်တော်မှလက်ဆောင်တွေအများကြီးရှိတယ် ကျွန်တော်အဖေနဲ့မေအသက်ထင်ရှားရှိနေတယ်။ဒါဟာတံမိုးဖြက်လို့မရရင်လက်ဆောင်ပဲ။အခုကြုံတွေ့နေရတဲ့တငယ်ချင်းတွေရလဲကျွန်တော်ပိုင်တဲ့အကောင်းဆုံးလက်ဆောင်တွေပဲ။ကျွန်တော်နေကောင်းကျန်းမာနေတယ်။ဒါဟာလေတံမိုးရှိရဲ့လက်ဆောင်ပဲ။ကျွန်တော်အလုပ်တွေလုပ်နိုင်တယ်။ကျွန်တော်ကောင်းတာတွေလုပ်နိုင်တယ်။ ကျွန်တော်မကောင်းတာတွေလည်းလုပ်နိုင်တယ်။ဒါဟာကျွန်တော်ကလောကကြီးကိုပြန်ပြီးပြတဲ့လက်ဆောင်တွေပဲ။ဒီတော့ကျွန်တော်တို့မှာအများကပြတဲ့လက်ဆောင်တွေရှိတယ်။တန်ဖိုးထမရဲ့လားလို့တွေးကြည့်ကြရအောင်။ဒီလိုပဲကျွန်တော်တို့ကအများကို ပြန်ပေးနိုင်တဲ့လက်ဆောင်တွေလည်းရှိနေတယ်။ အကောင်ဆုံးတွေ့ကိုပြီးနိုင်ရလားလို့တွေ့ကြည့်ကြရအောင်တကယ်တော့ပရိသတ်ဧပရိသတ်ပါပဲဗျာ28ရက်ခုနလ2008အပင်နာဆင်ပေးခဲ့ကြတဲ့တူချင်းတယောက်ချင်းစီတာဂျေစုအာချီအများကြီးတင်ပါတယ်နော်အားလုံး 古要水吧，加码强大，一键表升笔，笔一样的对单概更为加把热闹。